ပြောင်းညွှန်ရအောင်မဲ့မင်္ဂလာဝ29ရက်နေ့နောက်ဆုံးအထင်းမြောက်ကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Chelsea တင်ရ Forever Tyson မူ EKTG ကိုဗျာသူ့ရဲ့ပထမနေရာမှာစီးရင်ထားပြီလေဖြစ်ပါတယ်။ဒီပြီးမှသူက D lag ကို Plan V အနေနဲ့စဉ်းစားထားတာလည်းဖြစ်ပါတယ်။ Chelsea ကဗျာ Forever Tyson မူ EKTG ကိုပေါင်83တရမ6တန်းလောက်ဟိုကတတ်မှတ်ထားတယ်ဗျာ။ဒီ83တရမ6တန်း84တန်းကိုလည်းဗျာသူကအပီးပေးရှင်းမှာမဟုတ်ဘူးဗျာ။တန်း90ပေးမယ်ပေါ့။နောက်တန်း30ပေးမယ်။အဲ့လိုမျိုးကြီးနှိမ့်တဲ့ဘောမျိုးနဲ့ ဆွေးနွေးနိုင်တယ်လို့ Fravat တင်းကချယ်ဆီတင်းကိုအကြောင်းပြန်ထားတာလည်းဖြစ်ပါတယ်။ချယ်ဆီတင်းကဗျာကိုရမဖြစ်တဲ့ဗျာဒီဂျော်ဂျစ်ဆန်ကိုလာမဲ့ဒီဒီဘက်တစ်အတင်းနဲ့ပေါ့ဖိုင်နယ်ပွဲစဉ်ကိုတုံးပြသွားမယ်လို့နိပြမာစကာပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။ချယ်ဆီတင်းရဲ့ကိုရမဖြစ်တဲ့ဆန်ချက်ကိုကြံတဲ့ EPN ပြိုင်ဘက်တရားခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ဖြစ်ပါတယ်။အသက်29နှစ်အရွယ်ဆန်ချက်ကိုချယ်ဆီတင်းကယူစီယန်ဝင်ရကြည့်ရဲ့အတွက်ဗျာအခြားရီတွေးခေါင်းမွန်တဲ့ကိုရမတွေကိုခေါ်ယူဖို့တည်င်းကြားတဲ့အတွက် EPN ပြိုင်ဘက်တွေကဒီစမ်းချက်ကိုခေါ်ယူဖို့အတွက်ဆင်းရဲနေရလည်းဖြစ်ပါတယ်စမ်းချက်ကဒီအရီမှာ၁၀ပွဲအထိကင်းချစ်ရရှိထားတယ်ကိုရမအကောင်လည်းဖြစ်ပါတယ်ခင်ဗျာ